တဲ့ရဖန်မလေးကိုအာပိနာရှင်ကြရင်တရရှင်ဝိပပီသူများအားလုံးကိုမင်္ဂလာပါလို့ဥစ္စာပရမနှုတ်ခွန်းဆက်တာအပိုင်ခင်ဗျာကျွန်တော်ကတော့ဖေဒရဖန်မလေးကမောင်တုံညဖြစ်ပါရဲ့ခင်ဗျာဒီတစ်ပတ်အင်တာဗျူးခန္ဓာမှာတော့တပိန်မျိုးနဲ့တိတ်တိတ်အင်အားစုတပိတ်ကော်မတီဝင်တဦးလည်းဖြစ်ပြီးတော့အမျိုးသမီးမဟာမိတ်အင်အားစု WAB အဖွဲ့ဝင်လည်းဖြစ်ပြီးတို့ဂျာကာလာပြည်သူခြေပြုအကြောင်းတွေကိုပညာရေးကဏ္ဍတွေဆောင်ရွက်ပေးနေတဲ့ ီငိုင်းတက်သူစီရီယံအကြောင်းသူတူဖြစ်တဲ့ဆ ्याम နူးနဲ့တွေ့ဆုံပြီးတော့မြန်မာပြည်ရာဒေါ်လာရေးကိစ္စတွေကိုဆွေးနွေးမေးမြန်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဆ ्याम ရဲ့မင်္ဂလာပါခင်ဗျာ။မင်္ဂလာပါကုတုညရေဟုတ်โอเคပါအခုလိုတော်လိုင်းကြီးလုပ်တယ်မာမလက်တဲ့ဂျာကနေပြီးတော့ကျွန်တော်ရဲ့အစီအစဉ်ကိုလာရောက်ပြီးတော့ဖြေးချပြီးတဲ့အတွက်ပြမအောင်ဆုံးနေနဲ့ကျွန်တော်ဖေတွေ FM မန်လီဝိုင်းတော်ဒီဝိုင်းတော်သားများကဥစွာပြမကျေးဇူးတင်ရှိပါတယ်လို့ပြောကြားလိုပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါကျွန်တော်လည်းအခုလိုမျိုးပြီးအများကြီးပြောကြားခွင့်ရမယ်ခွင့်ရေးကိုပေးတဲ့အတွက်လည်းကိုတို့များတို့ Federal FM လေးကိုအထူးကျေးဇူးတင်ပါတယ်လို့ဟုတ်ကဲ့ပါအဲ့ဒါဆိုရင်ဆရာမဆင်တင်ဖြစ်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီနေ့အင်တာဗျူးလေးဆက်လိုက်ပါမယ်နော်ဟုတ်ကဲ့ဟုတ်အဲ့ဒီပထမအဦးဆုံးနေနဲ့အခုချိန်လို့အဖက်ဖက်ကစီရေးနိုင်ငံရေးဖီအားတွေညားနေတဲ့ကာလမှာဒီကျွန်တော်တို့ရဲ့တော်လန်ကြီးကရှေ့ကိုရွေ့နေသေးသေးရဲ့လားနောက်ပြန်စုံနေသလား ဒေါ်လာဤသမားတဦးအနေနဲ့ဘယ်လိုမြင်မိလဲဒါလေးပထမဆုံးအနေနဲ့သုံးသပ်ပေးပါဦးခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ဟိုဒေါ်လာဤလုံနေတဲ့အဲတက်ကြွလောက်ရှားသူတွေလည်းအများကြီးရှိတယ်ပြည်သူတွေလည်းအများကြီးရှိတယ်ဟိုတခါအဲ့တော့ပြည်သူတွေစိတ်အားတက်ကြွအောင်ကျွန်တော်တို့ကအဲကျွန်တော်တို့တော်လည်းရအောင်ကနီးနေပါပြီလို့ဟိုပြောပြီးတော့စိတ်ခွန်အားပေးရတာလည်းရှိတာပေါ့နော်ဒါပေမဲ့ဟိုတကယ်အမှန်တိုင်းပဲဟိုပြောရမယ်ဆိုလို့ရှိရင်တော့ဟိုဒီ2025ခုနှစ်ရဲ့တော်လည်းရ ကိုကျွန်တော်တို့အရန်ကြီးတော့အားမရဘူးပေါ့နော်။ဟိုကျွန်တော်တို့တကြွလှူရှားသူတွေကိုယ်တိုင်ကလည်းအဲအရင်နှစ်တည်းအားထက်အများကြီးအားလျော့သွားတယ်လို့မျိုးပြီးသူတွေကလည်းအများကြီးအားလျော့သွားတယ်။အဲဒါကတော့အခြေအနေတွေအရရပုံမှာဟိုမူတည်တာပေါ့နော်ဟိုစကောင်စီကတင်းကျပ်တဲ့ဥပဒေတွေအဲပြစ်ဒဏ်တွေထုတ်တယ်စမှုထမ်းမှုအတင်းကျပ်လုပ်ခိုင်းတာတွေပြီးရင်ဒီလေချောင်းကနေပြီးတော့ဘုံတွေအဆက်မပြတ်ကျဲတာတွေလက်နက်ကြီးထုတ်တာတွေနဲ့ဆိုတော့ဟို ပြည်သူတွေအနေနဲ့လည်းတကြွလှုပ်ရှားမှုကခက်ခဲတယ်။တကြွလှုပ်ရှားတဲ့သူတွေအနေနဲ့ကလည်းပြည်သူတွေထိခိုက်မှာကိုတစ်ဖက်ပြန်ကြည့်နေရတဲ့အတွက်တစ်ဖက်ပြန်ပြီးတော့ဟိုအရင်လောက်အလုံးမလုံးနိုင်ဘူးပေါ့နော်။အဲ့အရာတွေကလည်းအများကြီးခက်ခဲတယ်ဆိုတော့ဟိုကျွန်တော်စိတ်ထင်ကျွန်တော်ကတော့2025ခုနှစ်မှာတော်လှန်ရေးဒီ အဲနောက်ကိုပြန်ရောက်သွားတယ်လို့တောင်မှကျွန်တော်ကပြန်ပြီးတော့သုံးသက်ချင်ပါတယ်။ဟိုစစ်ရေးအရာရောနိုင်ငံရေးအရာရောပြည်သူလူထုရဲ့ယုံကြည်မှုအရာရောပြည်သူလူထုတွေရဲ့ဘဝလုံခြုံမှုအရာရောတော်လှန်ရေးအရာဟိုနောက်ကိုပဲနည်းနည်းပြန်ဆုတ်နေတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဟုတ် ကဲပါဒီစကိုင်းတိုင်းဒေသအတွင်းမှာဥဆောင်ဖို့ဒီစကိုင်းဖက်ဒရယ်ယူနစ်ဝင်ကြီးချုပ်နဲ့ပေါ့နော်အစိုးရခန့်လိုက်တာကိုမကြသေးခင်ကမှကျွန်တော်တို့တွေ့လိုက်ရပါတယ်ဒီစကိုင်းဒေသဒေါ်လန်ရေးစီရီပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ပတ်သက်လို့ဘာတွေအပြောင်းလဲဖြစ်ဖို့ညွှန်လင့်ထားလဲပေါ့နော်ဒီစကိုင်းဒေသအညာဒေါ်လန်ရေးအတွက်ပိုကောင်းတဲ့အရေးဖြစ်လာမယ်လို့သုံးသပ်လို့ရနိုင်မလားခင်ဗျအော်ဟုတ်ကဲ့အဲကျွန်တော်တို့ ဒီဒီတိုင်းအစိုးရပေါ်ပေါက်လာမကြိုင်ခင်ပေါ်ပေါက်လာမှာကိုလည်းကျွန်တော်တို့သိတယ်ပေါ့နော်။ဟိုဘာဒီပို့ပြီးတော့မျောလင့်လဲဆိုတော့ကျွန်တော်တို့စကိုင်းတိုင်းဒီဟိုတော်လန်ရေးမှာအထိအနာဆုံးတိုင်းလို့ပြောရင်တောင်မှရနိုင်မယ်ထင်တယ်။ဟိုကျွန်တော်တို့2020နှစ်2023 2024နှစ်ပိုင်းနေမှာဆိုရင်ခဏခဏအာစစ်ကြောင်းတွေထိုးခံရတယ်။အရှင်းလက်လက်ပေါ့နော်။ဟိုခြေပြက်လက်ပြက်အပီသူတွေကိုမတရားတက်ဖြတ်တာကိုလည်းအများဆုံးခံရတဲ့အတိုင်းဖြစ်တယ်။ ပြီးရင်စစ်ကြောင်းထိုးတာအိမ်တွေကိုဖျက်ဆီးမိရှို့တာလည်းအများဆုံးခံရတဲ့တိုင်ဖြစ်တယ်။အဲနောက်ထပ်ဟိုအခုချိန်ထိပေါ့နော်ဟိုနေ့စဉ်ရဆက်ထွက်နေတဲ့တပိတ်စစ်ကြောင်းတွေရှိတဲ့တိုင်လည်းဖြစ်တယ်ပေါ့နော်။အဲ့တော့အခုပေါ်ပေါက်လာမဲ့ဟို NUG အစိုးရရဲ့အအစိုးရနဲ့ချိတ်ဆက်ထားတဲ့ဒီတိုင်းအစိုးရဟာပြည်သူတွေရဲ့ဈာကာလာဒီတော်လန်ရေးအတွင်းမှာပြည်သူတွေရဲ့အသက်ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ဟိုတကယ်မြေပြင်မှာဖြစ်နေတဲ့အကြောင်းအရာတွေကိုကောင်းကောင်းဂင်တွယ်ထင်းသိနိုင်မယ်လို့ကျွန်တော်တို့ကမျှော်လင့်နေအဲ့လိုထိမ့်သိမ့်နိုင်ဖို့လေအာတကယ်ကြိုးစားစီခြင်းနဲ့ဟိုဘောနော်ဟောအဲ့ဒါပြီးလို့ရှင်ဘာတွေအပြောင်းလဲဖြစ်လာနိုင်လဲတော်လန်ရေးအတွက်ပိုကောင်းလာနိုင်လားဆိုတော့ကျွန်တော်တို့ကပိုကောင်းလာမယ်လို့ယုံကြည်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့စီမှာဟိုပြည်သူတွေရဲ့ထောက်ပို့အင်အားလူတွေရဲ့စိတ်ခွန်အားတွေဒီပြန့်ကျဲနေတယ်ကျွန်တော်တို့ရဲ့တော်လန်ရေးရ အဲ့ဒါတွေကိုသာတစုတစည်းတည်းဖြစ်အောင်စုနိုင်ရင်တော်လည်းရေးအရွေဒီပို့ပြီးတော့ရှေ့ရောက်လိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်။သခိုင်းနိုင်အစိုးရဒီဒီဟာကိုတော့တေချာလေးလုံနိုင်မှုလို့တယ်။ဟိုဂျားကာလာအစိုးရတနည်းအားဖြင့်တော်လန်အစိုးရဖြစ်တယ်။တာမန်အစိုးရထက်ကိုတော်လန်အစိုးရဖြစ်တဲ့အခါမှာပြည်သူတွေဘက်ကလည်းကြည်ရတယ်လို့တော်လန်ရေးကိုလည်းရွေ့အောင်လုပ်ရတယ်။သူတို့မှာတာဝန်ဒီပို့ပြီးတော့ကြီးလေးတယ်။တာမန်အစိုးရဒီပြည်သူတွေရဲ့တိုးတက်ဖွံ့ဖြိုးရေးကိုလည်းရှေ့ရှုရလိမ့်မယ်။သူတို့ဒီပြည်သူတွေရဲ့အသက်အိုးအိမ်စီစဉ်အတွက်ကိုလည်းပြင်ကြည့်ရမယ်။ ပြီးရင်တော်လန်ရေးကိုမြင်မြန်အောင်ဖို့အရွေးကိုလည်းသူတို့ဒီဖော်ဆောင်နိုင်တာဝန်ပို့ကြီးရဲ့ပို့ကြီးရဲ့အတွက်ကြောင့်မလို့ဟိုသူတို့ကတကယ်အလုပ်ဘုံကောင်းလုပ်နိုင်မယ်ဆိုလို့ရှိရင်တော်လန်ရေးအတွက်ကိုအများကြီးအကျိုးဖြစ်လာမယ်လို့ကျွန်တော်ကတော့မြင်မိပါတယ်ဟုတ်ကဲ့ပါဒီစကအာဘောနော်မိုးကုတ်မိုးမိန်မျိုးကိုတောင်အမျိုးသားလွတ်မြောက်ရေးတက်မတော့ DNA ကြီးက ဒီစစ်ကော်မရှင်ကိုပေါ့နော်ပြန်လည်လွှဲပြောင်းပေးတဲ့အတွက်ပြည်သူလူထုတွေကြားကပေါ့နော်ဝေဖန်တန်တွေကဒီမကြာခဏဆိုတလို့ဒီအပိုင်းတွင်းမှာစဉံတန်တွေကြားနေရတယ်ပေါ့နော်အဲဒီဖြစ်ရကြောင့်ပြည်သူလူထုအချို့ကနေပြီးတော့ဒေါ်လာကြီးကိုစိတ်ပြက်အာရုံနေကြတာကိုလည်းကျွန်တော်တို့အဲဒူလောဒူလောအခြေအနေတွေကိုကြားနေရတယ်ပေါ့နော်သခိုင်းကပြည်သူတွေအပေါ်မှာရောမိုးကုတ်မိုးမိတ်ဖြစ်စဉ်ကတရားမှုတွေကရှိနေပြီလားရှိနေလားပေါ့နော်ဒါလေးလည်းသိပြရစီခင်ဗျာဟုတ် ဟိုဝေဖန်တဲ့နေရာတော့အများကြီးပေါ့နော်ဒီတောင်အောင်မြို့တက်မတော်ကိုလည်းဝေဖန်ကြသလိုမျိုးတော်လန်ကြီးကိုလည်းအားရောတာကြီးလည်းအများကြီးရှိတာပေါ့နော်ဟိုကျွန်တော်အနေနဲ့ကတော့ဘယ်လိုမြင်လဲဆိုတော့ဟိုဒါကျွန်တော်တကူရေးစာအမြင်ပေါ့နော်ဒါပဲအဖွဲ့စည်းဟိုကိုဟိုမှာကျွန်တော်ပြောခြင်းမဟုတ်ပဲကျွန်တော်တကူရေးစာအမြင်နဲ့ဆိုတော့တော်လန်ကြီးလုံမယ်အဲမြို့တစ်မြို့ကိုလက်နက်ကင်ပြီးတော့တင်းမယ်ဆိုရင်ဟိုပလန်ကြီးကတော့အစအဆုံးချထားဖို့လိုမှာပေါ့လေ plan A plan B plan C plan D အများကြီးချထားဖို့လိုလိမ့်မယ်ဒီမျိုးကိုတင်ပြီးသွားလို့ထိမ့်မယ်ဆိုရင်လည်းဟိုဘလိုအခြေအနေနဲ့ထိမ့်မလဲအခုလိုမျိုးစက်ကောင်စီကနေပြီးတော့မှတခြားဖိအားတွေနဲ့ပြန်ပြီးတော့စုတ်ခိုင်းတာမျိုးကြုံလာရင်ရောငါတို့ဘယ်လိုလုပ်မလဲပေါ့နော်ဒါမျိုးတွေကိုတော့ကျွန်တော်ကကြိုတင်အဲစဉ်းစားသင့်တယ်လို့ကျွန်တော်ကတော့ထင်တယ် ဟိုကျွန်တော်တို့ဒီတိုင်းရင်းသားမဟာမိတ်တပ်တွေကဒီလိုမျိုးဆုံးဖြတ်ခဲ့တယ်ဆိုတာကိုသူတို့ရောကျွန်တော်တို့အပြစ်မပြောတော့ဘူးပေါ့နော်သူတို့လည်းတက်ပြီးပြီးပြီးတော့တိုက်ခဲ့ရတယ်အများကြီးရှိတယ်သူတို့အခက်ခဲနဲ့သူတို့ဆုံးဖြတ်ချက်ချသွားတာလို့ပဲကျွန်တော်ကတော့မြင်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အဲဒီဘက်က NGO အစိုးရနဲ့အာပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကဟိုစေဦးစီးချုပ်တွေအားလုံးပေါ့နော်ဒီဒေဘော်တွေအားလုံးကတော့ဒီလိုဟာတွေအတွက်ကိုကျွန်တော်တို့ကြိုတင်ပြင်ဆင်တင်တယ် ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တော်လရင်ကြီးကဒီလိုမျိုးသာလုပ်နေမယ်ဆိုရင်နှစ်ပေါင်းကြာရှည်နေရောမှာပဲအခုကျွန်တော်အမြင်ရဆိုလို့ရှင်အ2024ခုနှစ်ရဲ့တော်လန်ရေးဟာကျွန်တော်တော်လန်ရေးမှာအားရဆုံးပဲအခု2025မှာအခုတမျိုးပြီးတမျိုးပြန်ပေးလိုက်ရတဲ့အတွက်ကျွန်တော်စိတ်ထဲမှာဆိုရင်တော်လန်ရေးဒီ2023လောက်အချိန်မျိုးပြန်ရောက်သွားပြီဒါဒါတွေဟာ ပြည်သူတွေအတွက်လည်းအများကြီးအကျိုးရောက်တယ်။မြို့တစ်မြို့သိနေဆိုရင်ပြည်သူတွေဟာရှောင်ရှားရတယ်။အဲပြီးရင်သူတို့ရဲ့အိုးအိမ်စည်းစိမ်တွေလည်းပျက်စီးရတယ်။သူတို့ကတခါစိတ်အဆင်အဆင်မပြေဘူးနော်။စိတ်ဟိုတန်ရာတွေလည်းအများကြီးရကြတယ်။အဲတမြို့သိမှုဆိုတာလည်းလွယ်တဲ့အဲကိစ္စလည်းမဟုတ်ဘူးပေါ့နော်အဲတော့ဒီလိုခက်ခဲတဲ့အလုပ်ကြီးကိုလုပ်မယ်ဆိုရင်နောက်ကနေ backup plan နေ backup plan နေအများကြီးရှိထားတယ်လို့ကျွန်တော်ယုံကြည်တယ်ဒီတော်လန်ကြီးဒီလိုမျိုးကြီးမြို့တွေတမျိုးပြီးတမျိုးပြန်ပေးရတဲ့အခါမှာလည်း ပြည်သူတွေရဲ့အားရုံမှာပေါ့ပြည်သူတွေမပြောနဲ့ကျွန်တော်တို့ကိုယ်တိုင်တောင်မှမနေပြန်နေပြီးတော့ဒီစောက်နေရတယ်လေငါတို့ဘယ်လိုရှေ့ဆက်မလဲဆိုတာနဲ့ပဲအမြဲတမ်းပြန်လုံနေရတယ်ကိုအားငယ်အားရော့လာလို့ရှိရင်ပြည်သူတွေရဲ့မျက်နှာကိုပဲပြန်စိတ်ထဲမှာပြန်ကြည့်ပြီးတော့ဟိုပြန်အားတင်းရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဒီလမ်းကိုရွေးခဲ့ပြီးသွားပြီရွေးခဲ့ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီအချိန်မှာအရှုံးပေးလို့မရဘူးဒီအချိန်မှာအရှုံးပေးရင်စခဲ့တာထက်ကိုစေစားမကကျွန်တော်တို့ကပိုရှုံးသွားပြီ ကျွန်တော်တို့ဒီလမ်းကိုရွေးခဲ့ပြီးပြီဆိုမှတော့အဆုံးထိသွားရမယ်။စိတ်ပြတ်နေလို့မရဘူး။အားရနေလို့မရဘူး။တော်လန်ရေးဆိုရင်ခက်ခဲမယ်၊ပင်ပန်းမယ်၊ကြာမယ်။အဲအဲ့တော့ဒါဒီကိုတော့ကျွန်တော်တို့တော့တခြားလှုပ်ရှားသူတွေအနေနဲ့ရောသူတွေအနေနဲ့ရောဒီအတိုင်းလေးပဲစိတ်ထဲမှာထည့်ပြီးတော့ပြန်ပြီးတော့အားတင်းဖို့လိုပါတယ်။ဟုတ်ကဲ့ပါဒီဆက်ပြီးတော့ပေါ့နော်ဒီစစ်ကော်မရှင် အဲဆေးဥစုရေပေါ့နော်အတူရောင်ရေကောက်ပွဲအကြောင်းလည်းကျွန်တော်မေးပြရစီပါခင်ဗျာနောက်လဒဇင်ဘာလထဲမှာအတူရောင်ရေကောက်ပွဲကျင်းပဖို့စစ်ကော်မရှင်ကစ조사နေတာကိုကျွန်တော်တွေ့ရပါတယ်ဒီစစ်ကော်မရှင်ရဲ့အတူရောင်ရေကောက်ပွဲကသခိုင်းလို့ဒေတာမျိုးမှာပြမြောက်နိုင်ချေရှိရလားပေါ့နော်ဒါလေးလဲသခိုင်းနေကတက်ကြလှူရှားသူတယောက်အနေနဲ့ဒါတုံးတက်ပေးပါခင်ဗျာဟုတ်ကဲ့ဟိုစစ်ကော်မရှင်ကတော့တို့ရဲ့ဒီအတူရောင်ရေကောက်ပွဲကိုအဖြစ်ဖြစ်အောင်လုပ်ကြပါ ်။သူတို့ထုတ်ထားတဲ့ရွေးကောက်ပွဲဥပဒေအရပြန်ပြောရရင်ဝင်းပြိုင်မဲ့သူတယောက်တည်းရှိရင်လည်းရွေးကောက်ပွဲကဖြစ်မြောက်တယ်။မဲပေးတဲ့သူတယောက်တည်းရှိရင်လည်းရွေးကောက်ပွဲကဖြစ်မြောက်တယ်။အဲ့တော့သူတို့ဒီအဲဝင်းပြိုင်တဲ့သူတွေကိုယ်တိုင်နဲ့ဟိုကျန်တဲ့သူတို့ရဲ့ပေါင်းပါလေပေါ့နော်ဆေးပေါင်းပါရင်လည်းမဲပေးလိုက်ရင်ကိုရွေးကောက်ပွဲဖြစ်မြောက်တယ်လို့သူကတော့ကြေညာပါပေါ့နော်။အဲကျွန်တော်တို့စစ်ကောင်စီကထုတ်ထားတဲ့ဟိုအရေးပေါ်အခြေအနေကြေညာခံရတဲ့63မြို့နယ်ရှိတယ်ကျွန်တော်တို့စခိုင်းတိုင်းမှာ အဲကျွန်တော်တပင်းမျိုးနေဆိုရင်အဲ့ဒီ63မျိုးတွေမှာပါဝင်မယ်အဲ့အရေးပေါ်အခြေအနေကသူကဘာကျညာလာလဲဆိုရင်အရေးပေါ်အခြေအနေလို့စာထဲမှာလှောက်အောင်ထည့်ရေးထားပေးမယ်သူဆိုလိုချင်တဲ့သဘောကအဲ့ဒီ63မျိုးနေသည်ရွေးကောက်ပွဲမလုံနိုင်ဘူးဆိုတဲ့ဟာပေါ့နော်သူစကိုင်းတိုင်းမို့တနိုင်ငံလုံးတိုင်းတာနဲ့63မျိုးနေရှိကျွန်တော်တို့စကိုင်းတိုင်းမှာဆို9မျိုးနေပါတယ်9မျိုးနေပါတယ်ကျွန်တော်တို့တပင်းမျိုးနေလည်းပါတယ်ရွေးကောက်ပွဲလုံးလို့မရတဲ့အရေးပေါ်အခြေအနေကျညာခံရတဲ့မျိုးနေလည်းပါတပင်းမျိုးနေပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့တပင်းမျိုးက2020 ဟိုလေးလောက်တုန်းကမြို့သိမ်းထိုက်ပွဲလုပ်ထားတယ်အဲ့ဒီမှာအခုပြည်သူတွေလည်းတယောက်မှမရှိတော့ဘူးသူတို့ဘက်ကထိုင်ချတာရှိတယ်ရိတ်ခါဆိုရင်တော့မှသူတို့ဟိုလာလာတိုင်းနှီးပါပေါ့နော်ဟိုလေရင်နဲ့လာပြီးတော့ချက်ချပေးရရှင်ပြည်သူတွေတယောက်မှမရှိရတဲ့အတွက်ဝင်ပြိုင်မဲ့သူလည်းမရှိဘူးရွေးကောက်ပွဲလည်းမလုပ်နိုင်ဘူးအဲ့လိုပေါ့နော်။ကျန်တဲ့လုံနိုင်တဲ့မျိုးတွေကိုလည်းကျွန်တော်တို့ကပြန်ကြည့်မယ်ဆိုလို့ရှိရင်အတူရောင်ယူကောက်ခွဲဆိုတဲ့နာမည်အတိုင်းပဲတကယ်အတူရောင်ပဲ။သူတို့ကိုယ်တိုင်မဲပေးမယ်။သူတို့နဲ့ ပေါင်းတင်ဝင်းဝိုင်းတွေကပဲမဲပေးပြီးတော့ဒီရွေးကောက်ပွဲကိုဖြစ်မြောက်တယ်လို့သူတို့ကကြေညာမှာပဲတကယ်အစ်စ်အမှန်ကျွန်တော်တို့2020တုန်းကဖြစ်ခဲ့တယ်လို့ရွေးကောက်ပွဲမျိုးတရားမျှတတဲ့ရွေးကောက်ပွဲမျိုးကတော့လုံးဝမဟုတ်တာတော့သိကြတာပေါ့နော်တဖက်မှာလည်းပေါ့နော်တော်လိုင်းအင်အားစုတွေကအဲကျွန်တော်တို့ဒီရေကောက်ပွဲကိုရရဲနီးလန်းနဲ့ဆန့်ကျင်နေကြရတယ်ပေါ့နော်ဒီဆမ်မာတို့အနေနဲ့အတူရောင်ရေကောက်ပွဲဆန့်ကျင်ရေးကိုဘယ်လိုမျိုးဆောင်ရွက်နေတာလဲဆိုတာလည်းပြပ ူရတဲ့လားကိုကျွန်တော်တို့အဲပြပြပေးပါအောင်ခင်ဗျာဟုတ်ဟုတ်ကဲ့ပါကျွန်တော်တို့အဲဒီ debate ဖွဲ့စည်းတဲ့အနေနဲ့ကျွန်တော်တို့ WB အနေနဲ့ဆိုလို့ရှိရင်တော့ဒီရွေးကောက်ပွဲအတွက်ဟိုကျွန်တော်တို့စကိုင်းတိုင်း debate ရဲ့စကိုင်းတိုင်း data debate in azu ရဲ့ GSCB ရဲ့ကနေပြီးတော့ဟိုရေကောက်ပွဲအတွက်လုတ်ပေးတဲ့ debate တွေထွက်ဖို့လည်းအများကြီးရှိတယ်ပြီးရင်နောက်တစ်ခုကျွန်တော်တို့ ဟိုတစ်မဲ့ဖြင့်တရားဝင်လူတက်ခွင့်မပေးနဲ့ဆိုတော့ဘေဘုတ်တွေလိုက်ထောင်တာမျိုးတွေအဲလုတ်ဖို့ရှိတယ်။ဒါတွေလည်းဒီမကြခင်ရက်အတွင်းမှာပဲကျွန်တော်တို့အကောင့်ထဲပေါ်တော့မှာပေါ့နော်။ပြီးကျွန်တော်တို့ဒီခါနဲ့ပတ်သက်တဲ့အဲရွေးကောက်အတွေ့အောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လူတုနဲ့အဲစကားပြောတာမျိုးတွေလည်းအများကြီးအဲလုတ်ဖို့ရှိပါတယ်လို့ဟုတ်ပါတော့အဲကျွန်တော်တို့ဒီအဲစစ်ကော်မရှင်အနေနဲ့ပေါ့နော်ရွေးကောက်ပွဲအလွန်မှာသခိုင်းတိုင်းဒေတာကိုပေါ့နော်ဘလို့ထိန်းချုပ်လာနိုင်တယ်လေပို့ပြီးတော့ အဲဖိနှိပ်ပြီးတော့စိုးမိုးဖို့ကြိုးစားလာနိုင်မလားစီအိုစုဘက်ကလူခွင့်ချိုးဖောက်မှုတွေလေကြောင်းတိုက်ခိုက်မှုတွေပိုတိုးပြီးလုံလာနိုင်မလားဗျဘာရီပြင်ဆင်ထားတယ်လဲပေါ့နော်ဟုတ်အော်ရေကောက်ပွဲအလွန်တောင်မှမဟုတ်ဘူးကောနော်အခုရေကောက်ပွဲအဲလို့ကြီးညာထားတဲ့ဒီကာလအတွင်းမှာတောင်မှဆေးအုပ်စုကအကျန်းဖက်မှုတွေကိုပိုလုံနေတာလို့ပိုလုံနေရလို့တော့ကျွန်တော်မြင်မိတယ်ပေါ့နော်ဥပမာကျွန်တော်တို့တပင်းနေဆိုလို့ရှိရင်တလအတွင်းမှာလေးချောင်းနှစ်ခါတိုက်တယ်အခု ဒီနှစ်လအတွင်းတစ်လခွဲလောက်အတွင်းမှာကျွန်တော်တို့တပင်းရင်းနယ်ဝင်ကြောင်းတိုက်တာသုံးခါရှိသွားပြီ။ဘာလို့လဲဆိုတော့သူတို့ကရွေးကောက်ပွဲမလုံနိုင်တဲ့မြို့နယ်လေဖြစ်တဲ့အတွက်သူတို့ကအဲ့ဒီလေကြောင်းအရာပို့ပြီးတော့ဖိရဲလို့လည်းကျွန်တော်တို့ကမြင်တယ်ပေါ့နော်။တခြားမြို့နယ်တွေမှာဆိုလို့ရှိရင်စစ်ကြောင်းတွေအများကြီးထိုးတာတွေလေကြောင်းတွေခဏခဏစတိုက်ပစ်တာတွေအခုဒီရပိုင်းတွင်းတွေမှာပို့ပြီးတော့လုံလာရင် ရွေးကောက်ပွဲအလွန်ကာလဆိုလို့ရှိရင်လည်းအဲကျွန်တော်ကတော့ဒီပုံစံတိုင်းဆက်ဖြစ်သွားမှာလို့ပဲထင်တယ်။ဘာလို့လဲဆိုတော့သူတို့ရဲ့ရွေးကောက်ပွဲကအပိုင်းနှစ်ပိုင်းခွဲပြီးကျင်းပမှာလို့သူတို့ကြေညာထားတယ်။အဲ့ဒီနှစ်ပိုင်းမပြီးမချင်းဒီဟာတွေကလည်းရက်မှာမဟုတ်ဘူး။အကယ်၍အဲ့ဒီနှစ်ပိုင်းပြီးသွားလို့သူတို့စီကနေပြီးတော့အစိုးရထွက်လာတယ်ဆိုရင်လည်းအဲ့ဒီအစိုးရတွေရှေ့ကရုပ်သေးရုပ်အစိုးရအစိုးရပဲဖြစ်နေမှာ။သူတို့နောက်ကစစ်တပ်ကဒီအကုန်ကြိုးဆွဲပြီးတော့ဒီအကြမ်းဖက်မှုတွေဒီလူခွင့်ချိုးဖောက်မှုတွေကိုဇက်တိုက်လုံနေအောင်မှာပဲလို့ပဲကျွန်တော်ကတော့မြင်တာပဲ โอเคပါဒီပညာရေးတက်သူကစီရီယံအကြောင်းသူတူဒီဂျာကာလာပညာရေးကိုအကောင့်ထဲပေါ်နေတဲ့ဆရာမတူအနေနဲ့ပေါ့နော်ဂျာကာလာဒီပြည်သူခြေပြုပညာရေးရဲ့ဒီအဓိကတွေ့ကြုံနေရတဲ့အခက်အခဲတွေကဘာတွေဖြစ်မလဲပြီးရင်ဂျာကာလာပညာရေးလုပ်ငန်းတွေရေရှည်ဆက်လက်တည်တံ့ဖို့ဘာတွေလိုအပ်မလဲခင်ဗျာမှာပေါ့အခုဒီဂျာကာလာ ညာရေးမှာဆိုလို့ရှင်တော့ကျွန်တော်တို့ကအကောင့်ထည့်ဖုန်နေရတာကလေဟိုရှေ့ကိုမရောက်နိုင်ဘူးလို့ကျွန်တော်ပြောချင်တာပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကျောင်းနေစာဖွင့်နေဟိုရင်2021 2022လောက်ကလေးကစာဖွင့်နေဟိုစတိုက်ဖွင့်နေကြတယ်။ဒါပေမဲ့ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ဒီစာတင်ကျောင်းနေကိုဥတည်ပြီးတော့လေကျောင်းနေပြစ်တယ်ပေါ့နော်။ပြစ်တဲ့အခါမှာပထမဦးဆုံးကျွန်တော်တို့တပင်းထဲမှာဆိုရင်လေရကုံတကယ်အပြင်းထန်ကြုံရတယ်။ပင်အိုရင်းတွင်တကယ်အပြင်းထန်ကြုံရတယ်။အဲ့ဒီဟာကြီးဆိုတော့ဟို ဘာအဓိကလဲဆိုတော့ကျွန်တော်တို့ကလုံခြုံရေးကအဓိကဖြစ်သွားပြီကလေးတွေရဲ့အသက်အန္တရာယ်ကိကိမှုကအဓိကဖြစ်သွားပြီအဲ့တော့ကျွန်တော်တို့မှာကျောင်းနေကိုအချိန်မီပေါ့နော်ဒီလေချောင်းတက်လာပြီဆိုတော့တည်င်းကိုအမြန်ယူပြီးတော့အချိန်မီဆင်းရတယ်အဲ့ဒီအခါကျလို့ရှိရင်ဟို တင် जा ရရှိကိုဆက်ပြီးတော့မရောက်နိုင်ဘူးပေါ့နော်မရောက်နိုင်ဘူးပေါ့လေဟိုပြီးတော့ဟိုနောက်ထပ်ဘာဒီလိုအပ်မလဲဆိုရင်ကတော့လိုအပ်ချက်တွေကတော့တကယ်အများကြီးရှိတာပေါ့လေခုနကကလေးတွေရဲ့လုံခြုံရေးနဲ့လိုအပ်တယ်အဲ့ဒီလုံခြုံရေးနဲ့အပြင်ကိုကလေးတွေအတွက်ဟိုနေရာတွေစတင်ကုန်တွေအများကြီးလိုအပ်တယ်ဟိုမှာကျွန်တော်တို့အကြောင်းနေဆိုရင်စစ်တပ်ကမီးရှို့သွားတော့ငါစာတင်ကုန်တွေပါအများကြီးပါသွားတာပေါ့နော်စာတင်ချောင်းဆောင်ကြီးတစ်ဆောင်လည်းပါတယ်ပေါ့နော်ဟိုကျွန်တော်တို့တခြား အပြင်မှာစောက်ထားတဲ့စာသင်ကျောင်းဆောင်တွေပေါ့အဲ့လိုဆိုတော့အဲ့ဒီစာသင်ကျောင်းဆောင်တွေစာသင်ကုန်တွေအတွက်ကျောင်းသားတွေကနေရမလောက်ဘူးဟိုကလေးတွေအနေနဲ့ကလည်းမြို့သွားပြီးတော့လည်းကျောင်းမတက်ရဘူးဆိုတော့ဒီမှာပဲကျောင်းနေတက်တဲ့ခါမှာကျောင်းသားအင်အားအရန်များတယ်များတဲ့အတွက်ကြောင့်မလို့နေရပေးရတာလည်းအရန်ခက်တယ်ပေါ့ပြီးရင်တော့လေးကျောင်းတက်ပြီးဆိုရင်လည်းစင်းရတယ်ဟိုအဲ့တော့ရတဲ့အချိန်လေးမှာဟိုအချိန်ကိုလူပြီးတော့တင်းနေရတာဖြစ်တဲ့အတွက်ဟိုတင်းယူမှုတင်းပုံမှန်လောက်တော့မထီရောက်နေဘူးဒါပေမဲ့ကျွန်တော်တို့ကစူးစမ်းပြီးတော့ပေးနေရတယ်ပေါ့နော်အဲ့တော့တကယ်လိုအပ်ချက်တွေကတော့အများကြီးပါ ဟိုဒီကျွန်တော်တို့ရဲ့တော်လန်ရေးမအောင်တည်၍အဲဒီလိုအချက်တွေကဖြည့်ဆည်းလို့တော့ပြီးမှာမဟုတ်ဘူးလို့ကျွန်တော်ကတော့ဟိုထင်နေပေါ့နော်အခုဆိုကျွန်တော်တို့ကြောင်းတိုင်းကြောင်းတိုင်းမှာဘုံခိုးခြင်းတွေတူထားရတယ်ပြီးရင်ဟိုဆက်သွယ်ရေးတွေလုပ်ထားရတယ်လေကြောင်းတည်နေအမြန်ရဖို့ပေါ့နော်ပြီးရင်ကလေးတွေဟိုကုန်းစင်းတုန်းကအရင်တက်တဲ့အခါမှာဒီကလေးတွေတူကဟိုစာအုပ်ဖိုးတွေဟောအဲ့လိုမျိုးတွေအရင်ကြီးမလိုက်နိုင်ဘူးပေါ့နော်အဲ့ဒါကြီးလည်းကျွန်တော်တို့အမြန်ပြန်ကြည့်ပေးရတယ် အဲလိုအပ်ချက်တည်းကတော့တကယ်ကိုအများကြီးအများကြီးပါတကယ် quality အဲပြည့်ဝတဲ့ပညာရေးကတော့ဖြစ်မနေဘူးပေါ့နော်ဟုတ်ဟုတ်ကဲ့ပါဒါတစ်ဆက်ထင်းမှာပဲပေါ့နော်ဒီပညာရေးကဏ္ဍပဲဖြစ်ဖြစ်ကျန်းမာရေးကဏ္ဍပဲဖြစ်ဖြစ်အဓိကအစိုးရရဆုံးကတော့လေချောင်းရံလုံးကြုံကြီးအဲကိစ္စလို့ကျွန်တော်ထင်မယ်ပေါ့နော်ဒီပြီးခဲ့တဲ့ကာလတွေတုန်းကလည်းစေအုပ်စုကကျူးလွန်ခဲ့တဲ့ဆွမ်းနာတော်ကလည်းပြောသွားတယ်လက်ရက်ကောအိုထိန်ခွင်လေချောင်းတိုက်ခိုက်မှုတွေက အဲလက်ခိုက်မှုတွေကြောင့်ပေါ့နော်ဒီမိဘတွေကြောင်းမထားရဲလောက်အောင်ပေါ့နော်ဒီတရားမှုကြီးကြီးခဲ့တယ်ပေါ့နော်စိယုစုရဲ့လေချောင်းနဲ့ဘုံကျဲတက်ဖြတ်တာတွေကြောင့်ဒီပညာရေးကဏ္ဍအပါဝင်ပြည်သူလူထုရဲ့လူမှုဘဝတွေဘလောက်ထိအဲတက်ရောက်မှုကြီးနေတယ်လဲပေါ့နော်ဒါကမြေပြင်မှာကိုယ်တိုင်ကကြုံတွေ့နေရတာဆိုတော့ဒါဘလောက်တက်ရောက်မှုရှိလဲဆိုတာလေးလေးဒါပြောလို့ရတယ်လောက်ပြောပြပါဦးခင်ဗျာဟုတ် စေစုစုကအလိုလေးဘုံလေးကြီးခဏခဏလေးချောင်းနေနဲ့တက်ခဲတာကြောင့်မို့လို့တက်ရောက်မှုကတော့တကယ်ကိုကြီးတာပေါ့နော်။မကျွန်တော်တို့ကိုယ်တိုင်ဆိုရင်လည်းလက်ရက်ကုန်းဖြစ်တုံးကရောဥပရိနည်းဖြစ်တုံးကရောကျွန်တော်တို့တန်ရန်ရတဲ့ကြာရှုံးသွားတဲ့ကြာဆုံးသွားတဲ့ကလေးတွေကိုသွားပြီးတော့ကုနီတာမျိုးကြီးလည်းလှုပ်ခဲ့တယ်လေ။အဲ့လိုလှုပ်တဲ့အခါမှာကိုယ်တိုင်ကမျက်ဝါးထင်ထင်နေရတာပေါ့နော်။ဟောတချို့ကလေးတွေဆိုလို့ရှိရင်လက်ရက်ကုန်းမှာကလေးတယောက်ဆိုလို့ရှိရင်လုံးဝ trauma ရတာ။သူကဒီမျက်လုံးသားလေးမှာထိသွားတယ်။အဲ့ဒါမျက်လုံးကိုတော့မထိဘူးပေါ့နော်။ဆေးပြတဲ့အခါမှာအဆင်ပြေသွားပြီးတော့ဒီမျက်လုံးလေး ကိုဒီလိုမျိုးလေးစုပြီးတော့ချုပ်လိုက်ရတယ်။သူ့မျက်လုံးလေးတစ်ဖက်ကကျင်းသွားတာပေါ့နော်။အဲ့အိတ်ကလေးလေးဆိုလို့ရှိရင်အဲသူတို့သူတို့ဖုန်းသူတို့စာတင်ကြောင်းဒီဖုန်းကြီးကြောင်းထဲမှာရှိတယ်။ပြစ်ခင်ရတော့ငါလည်းအဲ့ဒီဖုန်းကြီးကြောင်းထဲစာတင်ကြောင်းထဲမှာပြစ်ခင်ရတာ။အဲ့တုန်းကဆိုရင်သူတို့ဒီအိတ်ကလေးလေးကလေအဲ့ဒီဖုန်းကြီးကြောင်းမုတ်ပေါက်ကိုမြင်တာနဲ့ငိုတော့တာ။အဲ့ဒီကြောင်းကိုလုံးဝသွားခိုင်းလို့မရဘူးပေါ့နော်။ဟိုသူတို့ဟိုကလေးငယ်ငယ်လေးတွေအများကြီးစုပြုံပြီးတော့တကယ်ငရေခန်းကြီးလို့အော်ဟစ်တန်ငိုတဲ့ ကိုယ့်ရဲ့အဖေမေတွေဆရာဆရာမတွေကိုရှာတဲ့အနေနဲ့ဒီကလေးတွေရဲ့စိတ်ထဲမှာဘယ်လောက်တောင်းတရမလဲဆိုတော့ဟိုအလုံးကကိုချင်းစာနိုင်ကြပါပါလေ။အိုရင်းနှင်းတော့ဆိုရင်လည်းကျွန်တော်တို့ကလေးစုစုပေါင်းကလေးနဲ့ဆရာဆရာမနဲ့24ဦးတောင်မှအသက်ဆုံးရှုံးရတယ်။ပြင်တန်းရရတဲ့ကလေးတွေအများကြီးပဲ။ကိုလက်အင်ကဆုံးရှုံးလို့6လောက်တိဖြက်အလက်တွေဖြက်ပြီးတော့ကလေးတစ်ယောက်ဆိုရင်အကြောတွေတည်သွားလို့ခနာကိုတစ်ချင်းလုံးဝမလှုပ်နိုင်တော့တဲ့ကလေးတီ10ယောက်လောက်ရှိတယ်။ ကိုလက်အင်ကဆုံးရှုံးတဲ့ကလေးတွေကြီးပဲတီးတန့်ကို10ရောက်လောက်ရှိတယ်။အဲ့တော့အဲ့ဒီကလေးတွေရဲ့ဘဝတည်ဘယ်လိုရှိဆက်ကြမလဲ။ကျွန်တော်တို့ကိုချင်းစားကြီးလဲကိုသားသမီးလေးကဆိုရင်ဘယ်လိုဖြစ်မလဲပေါ့နော်။ဟိုတီးဆုံးသွားတဲ့ကလေးဆိုလို့ရှိရင်ပိုတော်မှစိုးသေးတယ်။အဲ့ဒီမှာလေမောင်နှမနှစ်ယောက်နှစ်ယောက်ညီမနှစ်ယောက်တွေတီးဆုံးလာသည်မိသားစု3စုကပါတယ်။အဲ့တော့ကျွန်တော်သွားတဲ့အိမ်တိုင်းဆိုလို့ရှိရင်အမနှစ်ယောက်နဲ့မောင်လေးတစ်ယောက်ရှိတယ်။အေးဟိုကြာတာကျွန်တော်အာ သတင်းချက်လက်ချိုးပေါက်တာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ရဲ့ဟိုကိုရံကြုံတွေ့ခဲ့ရတာလေးကိုပြည်သူတွေကိုလည်းသိစီခြင်းအကြောင်းမို့လို့ကျွန်တော်ဒါလေးပြောပြခြင်းဖြစ်ပါတယ်လို့ဟိုအဲ့မှာဆိုသူကသာသမီ3ယောက်ရှိတယ်အမ2ယောက်နဲ့အငယ်ဆုံးမောင်လေး1ယောက်ရှိတယ်အမ2ယောက်စလုံးဟာကြဆုံးနေတယ်မှာပါသွားတယ်တဦးက9တန်းတဦးက10အငယ်ဆုံးလေးကအခုမှအဲ6နှစ်တန်းရွယ်ပဲရှိသေးတယ်အဲ့ဒီအငယ်ဆုံးလေးဒီ disable ဖြစ် ကလေးလေးကအယိုးတအားပြောတဲ့အခါကျတော့ချော်လေးတိုင်းကျိုးတယ်သူဒီလမ်းတောင်မှာကောင်းကောင်းမရှောက်နိုင်ဘူးပေါ့နော်ပြီးရင်သူ့ရဲ့ဒီအသည့်စိတ်ကလည်းအဲနည်းနည်း abnormal ဖြစ်တယ် abnormal ဖြစ်တယ်ကလေးလေးရဲ့အသည့်စိတ်ကလည်းတာမန်ကလေးနဲ့မတူဘူးပေါ့နော်အရန်ဝမ်းနေတတ်တယ်အရန်ခံစားတတ်တယ်အဲ့တော့ဒီမိဘတွေကအသက်40ကျော်50လောက်နဲ့အရန်ရင်ကျိုးရပဲပေါ့ခုမွေးထားတဲ့တသမီ3ယောက်မှာတကယ်ကိုအားကိုရမယ်လို့ယုံကြည်ထားတဲ့သမီးလေး2ယောက်ကစစ်ကောင်စီကလေကြောင်းတိုက်ခိုက်လို့ ်တခါတည်းပွဲချင်းမိတီဆုံးသွားတယ်။ကျန်ခဲ့တဲ့သားလေးတယောက်က disable လေး။အဲသူတို့ဒီကလေးလေးကိုဘယ်လိုပြောထောင်မလဲ။သူတို့ဘဝကိုဘယ်လိုရှေ့ဆက်မလဲပေါ့နော်။ဒီတန်းပြန်ပြီးတော့ပြောရမယ်ဆိုရင်သူတို့ရဲ့ဘဝကြီးကိုလုံးဝအပြည့်စီးခံလိုက်ရတယ်လို့ပဲလို့ကျွန်တော်ကတော့မြင်တယ်။အဲ့လိုမျိုးပေါ့နော်။ဟိုတချို့တွေဆိုလို့ရှိရင်လည်းဟိုတလောကကျွန်တော်တို့ဘေးမှာရှိတယ်။ဒဇင်မျိုးနေရဂရုမကိုပုံကျဲသွားတယ်။အဲ့မှာဆိုရင်စားတော့ဆိုင်နဲ့စီဆိုင်နဲ့ကရရှိရနေအောင်ကျဲသွားတယ်။အဲ့မှာဆိုလို့ရှိရင်စားတော့ဆိုင်မှာ ဟိုသူတို့တဖားတွေရှိတယ်ပေါ့နော်အဲ့မှာမိသားစုဝင်တဦးပဲကြံခဲ့တယ်ကြံတဲ့လူတွေအကုန်လုံးကဘုန်းကြီးရဲ့ထဲမှာတည်ဆုံသွားတယ်အဲ့တော့ကြံခဲ့တဲ့သူတဦးနေနဲ့ဘယ်လိုသက်ဆက်ရှင်ရမလဲကျွန်တော်တို့ဟိုအများကြီးစဉ်းစားကြမလို့သူတို့နေရာမှာကျွန်တော်တို့သာဆိုရင်ဘယ်လိုခံစားရမလဲဆိုတဲ့ဟာလေးတစ်ချက်ကိုပဲစဉ်းစားလိုက်ရင်အားလုံးကတော့ကိုချင်းစာနိုင်ကြမယ်ထင်တယ်ဘယ်လိုတန်ရာရရသွားမလဲဆိုတာကိုလည်းကျွန်တော်ပြောပြချင်မလို့ပဲအဲ့လိုလေးကိုချင်းစာကြည့်ရတယ်သိလိမ့်မယ်လို့ကျွန်တော်ကတော့ထင်ပါတ ကဲပါဒီအတွက်လည်းများစွာစိတ်ကောင်းဖြစ်ရပါတယ်ပေါ့နော်လေးစဉ်ရက်ဆက်ဆိုလိုပဲဒီသတင်းတွေကလည်းမကြာခဏဆိုလိုကြားနေရတဲ့အတွက်ကိုချင်းစာပဲလို့လည်းအဲထင်မိပါတယ်ပေါ့နော်ဟုတ်ဆက်ပြီးတော့ဒီအမျိုးသမီးတူတွေနဲ့အမျိုးသမီးတူတွေကပေါ့နော်စစ်ပွဲပြိခါတွေဂျားကဂျားကနေပြီးတော့ဒီအတိုက်ခိုက်ဖန်ဆားနေရတဲ့အဲ ဖြစ်တည်ဖြစ်တယ်ပေါ့နော်ဒီဒေါ်လာအတွင်းမှာမြို့သမီးတို့ရဲ့နိုင်ငံရေးကိုစားပြုခွင့်တွေကအလွန်အရေးကြီးပါတယ်ပေါ့နော်တစ်ချိန်တည်းမှာပဲမြို့သမီးတို့အပေါ်ကျူးလွန်နေတဲ့လူခွေချိုးဖောက်မှုတွေကိုလည်းကျွန်တော်တို့မကြာခဏဆိုလိုကြားသိနေရတယ်ပေါ့နော်ဒီအကြမ်းဖက်စစ်တပ်ကရောဒေါ်လာအင်အားစုဝင်လက်ချို့ကကျူးလွန်လာတာမျိုးတွေဒီဒီအကြမ်းဖက်စစ်တပ်ရောဒေါ်လာအင်အားစုအချို့ကပါကျူးလွန်တာမျိုးတွေရှိတယ်ဆိုတော့လည်းကျွန်တော်တို့မကြာခဏဆိုလိုကြားရတယ်ပေါ့နော်ဒီလိုမျိုးပြိပခကာလာမျိုးမှာအမျိုးသမီးတွေရဲ့ဘဝကို ဘလို့ကာကွယ်နိုင်လဲပေါ့နော်ဟုတ်ဒါလေးလဲဟုတ်ဆွေးနွေးပြပါဦးခင်ဗျာဟုတ်ဟုတ်ကဲ့ပါကျွန်တော်တို့အာဖက်ဒရယ်အဖန်နဲ့ကျွန်တော်တို့เนี่ยတော့ဟိုစုံကူးတာတော့ခဏခဏပဲပေါ့နော်အဲဒီကျွန်တော် WB ဖွဲ့ဝင်နေနဲ့စကားလေးတစ်ခုပြောမှုတယ်လीနော်အာမျိုးသမီးတွေကအမြဲတမ်းပဲဟိုဖစ်တင်ဖြစ်နေရတယ်တားကောင်ဖြစ်နေရတယ် ခစ်ဆိုးခစ်ပြက်ကြီးတစ်ခုကြုံပြီးဆိုတာနဲ့ပထမဦးဆုံးဖိနစ်ခံရတာတော့အမျိုးသမီးတွေကြီးပဲတော်လန်ကြီးတက်တော်သားပဲဖြစ်ဖြစ်တကယ်မတရားအကြံဖတ်နေတယ်စစ်ကောင်စီပဲဖြစ်ဖြစ်အလိုအကြောင်းကြောင်းနဲ့မှအမျိုးသမီးတွေအပေါ်ကိုလူခွင့်ရင်ချိုးဖောက်မှုတွေမတရားဟိုနှိပ်စက်မှုတွေညှဉ်းပန်းမှုတွေလုပ်လို့လုပ်ဖို့အခွင့်အရေးကဘယ်သူစီမှာမရှိမနေပါဘူး။အဲစစ်ကောင်စီကတော့ပေါ်တင်မယ် တော့လူခင်ရေးတွေချူပေါင်းနေတယ်မြို့သမီးတွေကိုလည်းအမျိုးမျိုးဟိုဗတ်စုံကနေပြီးတော့ဖိနှိပ်နေတယ်အဲပြီးရင်လည်းနောက်ထပ်မရိမှုတွေတက်ငယ်မရိတွေလည်းအများကြီးပဲဖြစ်နေတယ်အခုနောက်ပိုင်းဆိုရင်ဒီဒေါ်လာရေးဘက်ကအလူတချို့ကပါအဲ့လိုမျိုးကျူးလွန်လာကြတာလည်းရှိတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဓိကဘာလဲဆိုရင်ပထမတစ်ချက်ကမကျူးလွန်အောင်ကျွန်တော်တို့ကသူတို့ကိုဘယ်လိုအသိစိတ်တွေထည့်ပေးရမလဲဆိုတာလေလိုအပ်တယ်အဲ့တော့ကျွန်တော်တို့ ုံ့ပြန်ဆုံးမနိုင်မှုပေါ့နော်။ဒီမှာကျွန်တော်တို့ရဲ့မိဘတွေနဲ့တာသမီကိုဆုံးမမယ်။ဒီလိုနဲ့အဲ့တာသမီတွေကြီးသွားတဲ့ခါမှာသူတို့ရဲ့တာသမီတွေကိုပြန်ဆုံးမမယ်။ကျောင်းမှာဆရာဆရာမတွေကကလေးတွေကိုဆုံးမလိုက်မယ်။အဲ့ဆုံးမမှုတွေကနေတဆင့်ဒီကလေးတွေကအမျိုးသမီးတွေကိုဘယ်လိုတန်ဖိုးထားမယ်ဘယ်လိုလေးစားရမယ်ဆိုတာကိုကျွန်တော်တို့သိအောင်သင်ပေးရမယ်။အဲ့ဒီကနေပထမတက်စင်ပြီးသွားရင်ဒီလိုတင်ပေးလိုက်တဲ့ဈာတွေကမှဒီလိုအတိပေးလိုက်တဲ့ဈာတွေကမှအမျိုးသမီးတွေပေါ်မှာကျူးလွန်နေဆိုလို့ရှိရင် ဟိုဘယ်လိုလူမျိုးမဆိုဟိုပြည့်တံပေးဖို့ဥပဒေဆိုတာကျွန်တော်တို့ရှိရမယ်ဟိုဥပဒေရဲ့အထက်မှာမိသူများမရှိရဆိုတဲ့စကားရှိတယ်လို့ပဲစစ်ကောင်စီဘက်တော်သားပဲဖြစ်စေတော်လှန်ရေးဘက်တော်သားပဲဖြစ်စေသူကျူးလွန်ခဲ့တဲ့အပြစ်ကိုတော့တေချာပေါက်အပြစ်ပေးရမှာပဲကျွန်တော်တို့မျက်ကွယ်ပြထားလို့မရအောင်တော်လှန်ရေးဘက်တော်သားတွေကိုလည်းမိနစ်မှတော်လှန်ရေးလုပ်နေတဲ့တဲ့ဘာကြောင့်လဲလို့ဒီကြံကြီးအပြစ်သွားတင်လို့တော့မရဘူးဒါပေမဲ့သူတို့လုတ်ခဲ့တဲ့အပြစ်အတွက်ကိုတော့တေချာပေါက်ဒဏ်ခံကိုခံရမယ် အဲ့ဒီအပြစ်ဒဏ်ကနေတော့ရှောင်လို့မရတော်လန်ကြီးလုံနေတဲ့အတွက်ကြောင့်မို့လို့ဆိုပြီးတော့သူတို့အခွင့်ထူပေးလို့မရတော်လန်ကြီးလုံနေခြင်းဒီအခွင့်ထူခံဖို့မဟုတ်ဘူးကိုလမ်းကြောင်းကိုတမိုင်းကိုကိုရွေးချယ်ခဲ့ခြင်းသာဖြစ်တယ်အဲ့တော့ဒီလိုမျိုးဟိုတော်လန်ကြီးလုံနေရပဲဆိုပြီးတော့သူတို့ကိုအသာစီးပေးထားတယ်လို့မျိုးဒီလိုဥပဒေကျူးလွန်ခွင့်ကိုလည်းပေးထားလို့မရဘူးဒါကိုလည်းကျွန်တော်တို့ကောင်းကောင်းဂိုင်တွယ်ဖို့လိုတယ်ကောင်းကောင်းအပြစ်ပေးနိုင်ဖို့လိုတယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ် โอเคပါကျွန်တော်တို့ဒီနေ့မှာတင်ဆက်လာတဲ့တော့ကိုခီရောက်လာခဲ့ပြီဆိုတော့ဒီ season ရဲ့နောက်ဆုံးအနေနဲ့ပေါ့เนาะညီကုန်းချုပ်အနေနဲ့ပြည်သူလူထုကိုသတင်းစကားပါလိုတာရှိမယ်ဆိုရင် Peace Web ပြီးနဲ့ကျွန်တော်တို့အဲနှုတ်ဆက်ပေးပါဦးခင်ဗျာဟုတ်ဟုတ်ကဲ့ပါကျွန်တော်ပြည်သူတွေကိုတော့ ဟိုအများကြီးမှာကြမလို့ပါဘူးပြည်သူတွေကတော်လန်ကြီးကာလာတစ်လျှောက်လုံးဟိုအများကြီးလည်းတန်ခံခဲ့ရတယ်အများကြီးလည်းပေးဆက်ခဲ့ရတယ်ပေါ့နော်ဟိုတော်လန်အသည့်တွေလည်းအများကြီးတိုးလာပါစေလို့ပဲကျွန်တော်ကဆုတောင်းပေးပါတယ်ပြီးတော့ဟိုပြည်သူလူထုတွေအားလုံးလည်းဟိုအဆအဆရရခရီးဆိုင်ကြပါအဲကျွန်တော်တို့ငလျင်ဘေးတွေလူမျိုးတဘာဝဘေးတွေတွေ့ချောင်းပဲဖြစ်ဖြစ်စစ်ဘေးချောင်းပဲဖြစ်ဖြစ်ဟိုအဆုံးထိ အသက်ရှင်နိုင်အောင် နေပေးကြပါကျွန်တော်တို့မျှော်လင့်တဲ့ Federal Democracy နိုင်ငံတော်ကြီးရဲ့ကောင်းကျိုးတွေကိုဟိုအားလုံးပဲခံစားရနိုင်ပါစေလို့ကျွန်တော်ကဆုတောင်းပေးချင်ပါတယ်ကဲပါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအခုလိုအားမလတ်တဲ့ကြားကနေပြီးတော့ကျွန်တော်တို့ရဲ့ဒီအစီအစဉ်မှာလောက်ဖြေကြားပေးရတဲ့အတွက်ကျွန်တော်တို့ Fade to Family Wine Not to Wine Not သားများကကျေးဇူးထက်ကထက်ကတင်ရပါတယ်လို့ပြောကြရင်းနဲ့နောက်ခါခွင့်တဲ့နေဆိုရင်လည်းကျွန်တော်တို့ရဲ့အစီအစဉ်ကိုကြွားလန်းခဲ့ပါအောင်လို့ဆိုပြီးထပ်မံဖိတ်ခေါ်ပြရစီပါခင်ဗျာ ုတ်ကဲ့ပါဟုတ်နောက်စပြေလေကိုတို့ညာတို့ထပ်ပြီးတော့တွေ့ချင်ပါသေးတယ်လို့ဟုတ်ကဲ့ပါဒေါ်လာရေးအလုပ်တွေကိုလည်းစရတဲ့ကိုထမ်းဆောင်နိုင်ပါသေးလို့ကျွန်တော်ကဆန္ဒပြုပါရခင်ဗျာဟုတ်ကဲ့ပါရှင်အလုံးမဲ့စစရကြီးဆိုင်ကြပါနော်ဟုတ်ကဲ့ပါခင်ဗျာ သရရှင်မိဘပြည်သူများခင်ဗျာကျွန်တော်အခုတင်ဆက်ပေးခဲ့တာဆိုရင်တပိန်မြို့နယ်သိသိအင်အားစုတပိတ်ကော်မတီဝင်တဦးလည်းဖြစ်ပြီးတော့ဒီအမျိုးသမီးအဲဘောနော်မဟာမိတ်အင်အားစုက WAD အဖွဲ့ဝင်လည်းဖြစ်ပြီးကျွန်တော်တို့ဂျာကာလာပညာရေးတွေမှာဆက်စပ်မှန် ပါဝင်ဆောင်ရွက်ပေးနေတဲ့ပညာရေးတက်သူစီရင်ကျောင်းသူအမှုကိုမင်းမြန်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်ပတ်တွင်မှလည်းကျွန်တော်ကဘလိုမျိုးပုံကိုယ်တွေကိုဖိတ်ခေါ်ပြီးတော့မင်းမြန်တင်ဆက်ပေးသွားမယ်ဆိုတာကိုစောင့်မျှော်ပေးကြပါအောင်လို့ပြောကြရင်းနဲ့နှုတ်ဆက်လိုက်ရပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။